မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခုတနင်္သာရီကော်ရီနေ့ကြစ်ပါတယ်ငပိအချိခံစားစရာချစ်ပြိုင်ပွဲမှာပြိုင်ပွဲဝင်မဲ့ကိုစီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြိုင်ပွဲဝင်မဲ့စားစရာတော့ကျွန်တော်ဘလော့ဒေတာအတွက် The Top 3 Bijona ပြီးဆုံးတနံပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်တို့လိုက်ချရအောင်နော်ပရမဆုံးနေနဲ့ကျွန်တော်တို့ The Top 3 Bijona ချောအတွက် The Top 3ဥစိတ်ထားတဲ့ The Top 3ယူမယ်ပြီးတော့ တတော်တိခေါ်ခွာပြီးတော့စိတ်ငယ်စိတ်ငယ်စိတ်မဲစိတ်ငယ်စိတ်ငယ်စိတ်ပြီးတော့အခုပုံမှန်ပြထားတဲ့အတိုင်းတတော်တိကိုထောင်းမယ်ခင်ဗျာထောင်းပြီးတော့အစင်တင်ထားရမယ်ယုတ်ဒီစိတ်ပမယ်ပေါ့နော်ဇော်ချောက်ပမယ်ပြီးတော့ကျတော်နီကိုစိတ်စိတ်စိတ်ထားမယ်ပြီးတော့ကျတော်နီနဲ့ကျတော်ဖြူနဲ့ထောင်းထားတဲ့ဟာကျွန်တော်တို့အမွေးအချိုင်ဖြစ်တာတုပ်ပြူတော့ကျွန်တော်အစင်တင်ထောင်းထားပါမယ်ခင်ဗျာအရာသားအတွက်မပတ်မဖြစ်တကြားအသားမဟုတ်အချစ်စားချို့မဟုတ်ပါမယ်ပေါ့နော် ဒါတော့ကျွန်တော်တို့တက်တော့သိငပီချွတ်တော့အဆင်သင့်ဖြစ်ပါပြီခင်ဗျာ နောက်တစ်ခုအနည်းငယ်ကတော့ကျွန်တော်တို့အသီးဆုံးတဏ္ဍာအတွက်ပြင်ဆင်ပါမယ်ခင်ဗျာပထမဆုံးအနည်းငယ်အသီးဆုံးတဏ္ဍာအတွက်ကျွန်တော်တို့ကျတော့နေအစိမ်းကြီးကြီးစိတ်ထားမယ်မုံလပန်းထည့်ထားမယ်နောက်တစ်ခုကတော့ပဲပဲပေါင်ထည့်ထားမယ်ဖျက်ဇာတိထည့်ထားမယ်ပြီးတော့မုံညင်းစိမ်းဆစ်တဲ့ပြထားပါမယ်ခင်ဗျာနောက်တစ်ခုဒါရီကြော်လော့ဖို့အတွက်ကျွန်တော်မယုံသိကြတော့တဲ့ခါတဲ့ ရည်ပြီးထောက်ထားပါမယ်ခင်ဗျာအခုအဓိကစမ်းစော့ဖြစ်တဲ့ငပီးရည်ကိုကျွန်တော်တို့ကြိုထားပါမယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဘလော့ဒေတာထွက်ပြပူဒေတာငပီးပဲဖြစ်ပါရဲ့ခင်ဗျာတော်တော်မွေးရဲ့ခင်ဗျာတန်းနဲ့တန်းရှိရင်ခင်ဗျာပြီးတော့ဒီငပီးကိုကျွန်တော်ရည်နဲ့ပြပူနဲ့ကြိုထားမယ်နန်းထဲမယ်ရှော်ဝါးလေးလီးထားမယ်ခင်ဗျာပြီးတော့ဆိုတော့ဗလန်ဘန်ကိုကျွန်တော်ပပပပပပလီးထားမယ်ပြီးတော့ကျွန်တော်တို့ငရုတ်သီးကိုစီတာတော့ယူသီးချော့တော့ပြင်ဆင်ထားမယ်ခင်ဗျာ ဒါတော့ကျွန်တော်တို့တက်တော့ဒီပီဂျွန်နာဒီစုံတဲ့တော့တခါတည်းအားလုံး ready made ပြင်ဆင်ပြထားတဲ့အချင်းလေးပဲဖြစ်ပါခင်ဗျာကဲခုဆိုတော့ကျွန်တော်လည်းတူတူပီဂျွန်နဲ့ကြောက်မယ်တဏန်းလေးလို့စရအောင်နော်အားလုံးတူတူကျွန်တော်လည်းလိုက်ချရအောင်ပထမဆုံးအနေနဲ့ဒီစုံတဲ့တော့ကျွန်တော်အသေးလေးရင်းနေပြုံးမယ်ကျွန်တော်တို့ပအုပ်ကြီးကိုလေးစောခထဲမယ်ပေါ့နော်ဒါတော့ကျွန်တော် data ထွက်တဲ့ပအုပ်ကြီးဒီနေ့ပြနေရတဲ့ပအုပ်ကြီးဖြစ်ပါခင်ဗျာအုပ်ကြီးထဲမယ်ဆန္ဒမုံငန်းထဲမယ် ပြီးတော့စားထင်တယ်ဒါတော့အသေးသေးကြော်သွားအောင်လို့ဒီရတာတန်းရှိမယ်ပြီးတော့ကျွန်တော်တီးစုံတစ်ခုချစ်တစ်ခုချစ်ထည့်ပါမယ်ခင်ဗျာပြီးတော့၃မိနစ်ခန့်ကျွန်တော်နွမ်းတော့ရုပ်ထားပါမယ်ခင်ဗျာပြီးတော့ရေကိုစစ်ချပါမယ်စစ်ချပြီးတော့ကျွန်တော်တို့ကလောင်ထားထားမယ်ပေါ့နော်ပြီးတော့အမွေးအချိုက်တွေကျွန်တော်တို့ငရုတ်စစ်တပ်ပါမယ်ခင်ဗျာစစ်တပ်ပြီးထားတဲ့စီဂျီကိုကျွန်တော်တို့ခွက်နဲ့ တိတက်ဖက်ထားပါမယ်ခင်ဗျာအခုဆိုရတော့ငပီးကိုစာကြိုးမယ်ခင်ဗျာကျွန်တော်ရဲ့တနင်္သာရီမေသမီငပီးကိုရင်းနဲ့ကြိုးမှဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရတော့စာတော်ရပါပြီကျွန်တော်တို့ခဏအိတ်ခန့်ထားတဲ့ဟာထဲမှာငပီးကြီးကြိုးထဲမယ်ပြီးတော့စီချစ်ထဲမယ်ပြီးတော့ကျွန်တော်အရာသမဟုတ်တဲ့အနေငယ်စီအနေငယ်စီထဲပါမယ်ခင်ဗျာ ုစုနန်းနန်းဆက်ဆက်နေပြီးတော့ပြီဆိုတော့အပေါ်နန်းနန်းဖြူမယ်ပြီးတော့နန်းနန်းထန်နေတဲ့ကောင်ကချော်ပါလိမ့်မွေးဖြစ်အောင်ထပ်ထဲပါမယ်ခင်ဗျာကဲကုစုပီယိုဘီဆိုတော့ကျွန်တော်လလပါပြည့်စင်ထားတဲ့ဇန်ထမ်းမှာပြီးစုတနံကိုကျွန်တော်စာချစ်စွဲပြည့်စင်ပါမယ်ခင်ဗျာကဲအားလုံးပဲတူတူစားရအောင်နော် ကျွန်တော်တော့တအားစာချင်းနေပြီခင်ဗျာကဲရှောက်ရွေးမှုမှုငယ်လေးအလလပပပေါ်နေဖြူမဲနမ်းဖြူမဲပြီးတော့ဘလဘန်ထော်ရန်လီထားတဲ့ဟာတွေနည်းနည်းပပပေါ်နေဖြူမဲပြီးတော့သူ့ကိုလာသွားအောင်ပန်းနေတပည့်ပါလိုင်းပါမယ်ခင်ဗျာကဲခုဆိုတော့ကျွန်တော်ရဲ့တနင်္သာရီဒေတာဘလော့ဒေတာထွက်ငပိနမ်မှုမှုနဲ့ပြီးဆုံးတဲ့နယ်လေးကိုရပါပြီခင်ဗျာ အားလုံးမြေရေရှည်ရေစတော့ကြပါဦးခင်ဗျာ ောက်တစ်ခုတော့တေတော့တိပြီးကြောက်ကြောက်မယ်ခင်ဗျာခုဆိုတော့ကျွန်တော်ပြီးကြောက်ကြောက်တာစီတမ်းမယ်ခင်ဗျာပြီးရပြီးထိုင်ချမယ်ခင်ဗျာပြီးရတော့ကျွန်တော်နည်းနည်းပို့ပြီးမွေးအောင်ဆိုပြီးတော့ကျွန်တော်တို့စီနဲ့3မိနစ်ခတ်ကျွန်တော်အမွေးလေးထွက်လာအောင်စီစင်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ခြေတုံးလေးထိုင်ချမယ်ခြေတုံးလေးလုံးမယ်ပေါ့နော်ခြေတုံးလေးလုံးပြီးတော့ပစောချော်လေးထိုင်ချမယ်ဆိုချော်လေးထိုင်ချပြီးတော့ကျွန်တော်ခနာထောင်းထားတဲ့တေတော့တိထိုင်ချမယ်ခင်ဗျာ ပြီးရဲဆိုကျွန်တော်တို့စီစိပြီးထွက်လာအောင်တက်တော့တိအနံကလေးထွက်လာအောင်ငပီနံကလေးနဲ့ထွက်လာအောင်လုပ်ပြီးတော့မှစထမ်းမယ်တကြမထမ်းမယ်အချို့မအနေငယ်ထမ်းမယ်ကျွန်တော်အရာသားတွေထမ်းမယ်ပေါ့နော်ပြီးရတော့ကျွန်တော်တို့ခဏငယ်အနံငယ်မွေးထွက်လာအောင်စီတွေထွက်လာအောင်ကျွန်တော်လှုပ်ထားမယ်ခင်ဗျာလှုပ်ထားပြီးတော့ကျွန်တော်ရုပ်သီးချန်ခွဲလေးကိုအပေါ်နေဖြူလိုက်မယ်ပြီးတော့ထားလုံးမယ်ခင်ဗျာခုဆိုတော့တက်တော့တိပြီးကြလေးပြီးပါပြီခင်ဗျာ suchis ဖွဲ့ပြင်ဆင်ပြီးတော့ကျွန်တော်တို့ခြေရင်မနာပူပူစကြမယ်ခင်ဗျာအားလုံးပဲကျေးဇူးတန်ခင်ဗျာအခုဒီ season ကနေပြီးတော့ကျွန်တော်တို့ရဲ့တင်းသားရင် data အစားအစာလေးတွေကိုတစ်ဆက် photo ဖွဲ့ရတဲ့ကျွန်တော်တင်းသားရင် gallery ရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲအားသာရှိတဲ့အစားအသောက်လေးတွေစားသုံးရင်ရွှေလန်းကျမ်းမှာချမ်းသာပါစေလို့ဆုတောင်းဆက်တာပြုအပ်ပါတယ်ခင်ဗျာ